မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံးတထေးဖြစ်နီးအခန်း84နေ့စဉ်အရင်ငွေတိုးပွားပါစေအခန်းကိုတင်ဆက်ပေးလိုက်ပါသည်ဤနီးသည်တထေးဖြစ်ရန်တေကြပေါင်းနီးဖြစ်သည်အလွန်မြန်ဆန်လွယ်ကူသောနီးလဲဖြစ်သည်တိမိတ်ဆွေဤအရင်ငွေကိုနေ့တိုင်းတိုးပွားအောင်လုပ်ပါယနေ့ပင် စတင်လှုပ်ပါတကြက်ဖြစ်ဖြစ် တိုးဝါးအောင်လှုပ်ပါသို့တော်ပူများလီပူကောင်းလီပင် နှစ်တိုးပွားအရင်ငွေထဲမှဘယ်အချိန်တွင်မဆိုလုံးဝယူမတုံးရဟူသော စီကန်းကိုတိတ်ကြစွာ လိုက်နာပါသုံးတိုးပွားအရင်ငွေကိုတီးကြဆရင်ဖွင့်ထားပါ ထိုအရင်မှဘယ်တော့မှယူမတုံးရ မချေอยู่ยะเบเจ้าหยองมาอยู่ไม่ต้องยะမချေอยู่ยะလွယ်လွယ်ကူကူอยู่ต้องငွေดีอรหัตตกုံทวาเลยมี4โตวาอยิงငွေสยิงတွင် လုံလုံလောက်လောက်สู่ซ้องมิดอအခါโตวาနေသောกုံปณีတစ်ခုခုသို့မဟုတ် စီဝါရေးလုပ်ငန်းတစ်ခုခုတွင် အစုရှယ်ယာဝင်၍ယင်းနှီးမြှုပ်နှံပါ ယင်းဤမြောက်နံရေးလုပ်ငန်းကျွမ်းကျင်သူဤအကြံဉာဏ်ကိုပထမဦးစွာရယူပြီးမှယင်းဤမြောက်နံခြင်းသည် အကောင်းဆုံးဖြစ်၏ငါနေ့စဉ်အရင်ငွေစရင်တွင်နေ့စဉ်မပြတ်မကွက် ဖြည့်ဆွက်စုဆောင်းသွားပါအ ਨੇ ဆုံးတကြပ်ပင် ဖြစ်ပါစေသို့တော်ပူ၍များလေပူကောင်းလေပင် နေစဉ်အရင်ငွေစုဆောင်ခြင်းသည်ချွေသားစုဆောင်ခြင်းတက်တက်မဟုတ်ငွေရေးကြေးရေးအတွက်တသက်သာစိတ်အေးရအောင်ကြိုတင်ဆောင်ရွက်ခြင်းလည်းဖြစ်၏နေစဉ်အရင်ငွေစုဆောင်ခြင်းကို ပြုလုပ်ခြင်းဖြင့်ငွေတန်မိုးကိုတည်လာမည်ငွေတန်မိုးတည်မှငွေရှိလာမည်ငွေရှိလာမှကိုကိုကိုချမ်းသာသူဟု ခံယူလာမည်ဤနည်းဖြင့်အများဆုံး တထေးဖြစ်နိုင်သောပန်းနိုင်လမ်းညွန်ကြွေးကြော်တန်သည်မတိစိတ်ထဲတွင်ဆွဲမြဲလာလိမ့်မည်မတိစိတ်ငုတ်စိတ်သည်တန်လိုက်ကဲ့သို့ဆွဲဆောင်သည် အခွင်လမ်းများပုံကိုရေးဆက်ွယ်မှုများနှင့်ပန်းနိုင်လမ်းညွန်များကိုဆွဲဆောင်နိုင်သည်မတိစိတ်ငုတ်စိတ်တွင် စိုက်ဘာနက်တစ် တတ္တိလဲရှိသည် ရင်းစိတ်သည်ဒုံးကြီးထဲမှကွန်ပျူတာကဲ့သို့အလုပ်လုပ်သည် အတွေးစိတ်ကူးအကြံအစီနှင့်လောက်ရများအားရီမန်းချက်ပြတ်မှတ်သို့ရောက်ရှိအောင်မတိစိတ်ကထိမ့်မှတ်လမ်းညွန်သည် အချုပ်ဆိုသော နေ့စဉ်အရင်ငွေတိုးပွားရေးသဘောတရားသည် မိတ်ဆွေ အား ငွေတံမိုးကိုတိအောင်လှုပ်ပေးလိမ့်မည်ငွေတံမိုးကိုတိပြီးငွေရှိလာရင်ကိုကိုကို ချမ်းသာသူဟူ၍မှတ်ယူလာလိမ့်မည်ချမ်းသာသူဟူ၍မှတ်ယူလာရင်အမြန်ဆုံးတထေးဖြစ်ရန်တေချာနေပြီမင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း85 ဘယ်တော့မှလက်မလျှော့နှင့် အခန်းကိုတင်ဆက်ပေးလိုက်ပါလေလူဘဝဟူသည် ပွဲကင်းကြီးမဟုတ် စားတောက်ပွဲကြီးမဟုတ်ဒုက္ခဘုံကြီးသာ ဖြစ်၏ဟူ၍စပိန်နိုင်ငံဘွားအမေရိကန်တွေးခေါ်ပညာရှင်ဂျော့စန်ဒါယာနာက ဆိုခဲ့ဘူးသည် ထို့ပြင် friend what o molly ကလည်း လူဘဝဒီမကောင်းတာတွေတစ်ခုပြီးတစ်ခုဆင်ငယ်ဖြစ်ပေါ်ရာဌာန တစ်ခုသာဒီဟု၍ရေးသားခဲ့၏ထိုပုဂ္ဂိုလ်ကြီးနှစ်ဦး၏အဆိုအမိန့်ကိုထောက်ခံရမည်ဖြစ်ရမျိုးတွေကို လူလောကတွင် ကျွန်ုပ်တို့အကျဉ်းများစွာကြုံဘူးကြသည်သို့ဆိုလျင်ယင်းပြဒနာကိုကျွန်ုပ်တို့ဘလို့ဖြေရှင်းကြမည်နည်း ဤပြဿနာအတွက်ဆာယေးဆရာမကြီးဟာရီယက်ဘီချာစတိုကအောက်ပါအတိုင်းအကြံပေးသည်အကြအတဲတဲရောက်နေလျင်အခက်အခဲတွေစုပြုံလာသည်ဘလို့မှရှေ့တိုး၍မရသလိုဖြစ်လာသည်သို့တော်ဘယ်တော့မှစိတ်ဓာတ်မကြပါနဲ့ဘယ်တော့မှလက်မလျှော့ပါနဲ့ အဘဲကြောင့်ဆိုသောအချိန်တန်းလျင်ဒီရေပြန်ကြသွားပါလိမ့်မည်အချိန်တန်းလျင်ဒီရေပြန်ကြသွားပါလိမ့်မည်ဟူသောစကားသည်လောကနိယာမတရားဖြစ်၏လူတမိုင်းစဉ်တလျှောက်ဒီရေပြန်မကြဘဲနေသည်ဟူ၍တကြိမ်မှ မရှိခဲ့စဘူးဘယ်တော့မှ မရှိခဲ့စဘူးဒီရေသည်အမြဲတမ်းပြန်ကြသည် ဤချက်ကိုအလေးနဲ့စွဲမှတ်ထားပါဒီရေမလွဲမသွေ ပြန်ကြမည်ဟူသောအတိဖြင့်ဒီရေကြချိန်ကိုတီးခံပြီးစောင့်နေပါဤဒီမှာမြန်မြန်လက်လျှော့အရှုံးပေးသွားသူများက ပေးခဲ့သောတေကြပေါအောင်မြင်ရေးနီလန်းဖြစ်၏ သူတို့သည်မိษွေ၏အောင်မြင်ရေးအတွက်ဆင်းရဲဒုက္ခခံပြီးကြိုးစားသွားခဲ့ကြသည်သူတို့သည်အခြေခံလုပ်တွေကိုပင်ပန်းကြီးစွာလှုပ်ပြီးတော့မှလက်မြောက်အရှုံးပေးသွားခဲ့ကြသည်ယင်းမှာမိษွေက ကိုယ်အကျိုးအတွက်အစဉ်သင့်ကောက်ယူရန်အခွင့်အလမ်းပင်ဖြစ်၏ Edward X Liston ပြောသလိုဆွဲကောင်းသူများသည်သူတို့၏အောင်မြင်မှုကို ်ဆွဲမရှိသောသူများမအောင်မြင်ပဲ အဆုံးသတ်သွားသောနေရာမှစတင်ကြ၏စတင်ရမည့်နေရာကိုတတိယပါလက်လျှော့မြန်သူများတတ်ခေါက်ပြန်လှည့်သွားသောနေရာဖြစ်သည်ထိုနေရာတွင် မိတ်ဆွေအတွက်အကျိုးရှိမည့်အခြေခံလုပ်ငန်းတွေကြံနေရသည်လက်လျှော့မြန်သူများသည် သူတို့ကိုယ်တိုင်အတွက်အကျိုးမရှိတော့လဲအခြားသူများအတွက်အကျိုး အလွန်ရှိ၏သူတို့သည်အခြေခံလုပ်တွေကိုပင်ပင်ပန်းပန်းလှုပ်သွားခဲ့ကြသည် လုပ်ငန်းတစ်ခုကိုစွန့်စွန့်စားစားလုပ်ခဲ့ကြသည်နောက်ဆုံးတွင်သူတို့၏အာနေချက် ချုပ်ရင်းချက်များကြောင့်စိတ်ဓာတ်ကျပြီးနောက်ပြန်ဆုတ်သွားကြသည်သူတို့ပြန်ဆုတ်သွားသောနေရာသည်ဒီအေပြန်ကြမည်နေရာ ဖြစ်၏သူတို့ကထိုနေရာကိုမိတ်ဆွေအတွက်ခြံထားခဲ့ကြသည် မိတ်ဆွေအနေဖြင့် ဒီရေအကြနှင့်မျောပါသွားပြီးအောင်မြင်မှုကိုရယူရန်သာရှိတော်သည်လောကတွင် လူများစုကြီးသည် အလုတ်တစ်ခုကိုလောက်ရာတွင် စိတ်အားထက်သန်မှုအပြည့်အဝမရှိကြတဝက်သာရှိကြသည် သူတို့၏မအောင်မြင်မှုအတွက် စင်ကြီးတက်ကြီးတွားရင်းဖြင့်သာအများဆုံးအချိန်ဖြုံးတတ်ကြသည် အောင်မြင်နီလာများကိုလေ့လာရန်ရှာဖွေရန်ကိုတော့မေ့နေတတ်ကြ၏ မောင်မြင်သူတို့၏တခုဤသောအမားကြီးမှအခြားမဟုတ်နောက်တစ်ကြိမ်ပြန်လှုပ်ရန်အာမထုတ်ခြင်းပင်ဖြစ်၏အဘဲကြောင့်ဆိုသောအောင်မြင်နိုင်သည့်တခုဤသောအကြိမ်မှနောက်ဆုံးစ조사လောက်ကင်သောအကြိမ်ဖြစ်သည်ဟု၍ဝီလျံစထရောင်းကဆိုခဲ့သောကြောင့်ဖြစ်၏အမြဲတမ်းမအောင်မြင်ခြင်းဆိုသည်မှာနောက်တစ်ကြိမ် မကြိုးစားသောကြောင့်မအောင်မြင်ခြင်းသာဖြစ်၏လက်စတာဖစ်စတာဒီပြောင်းပင်များတံမာပြီးပိုးမကျနိုင်အောင်မျိုးဆက်ရန်စိတ်ကူးရလာသည်တို့ဖြင့်ပြောင်းပင်9000နှစ်စတင်က9နှစ်လုံးလုံးပင်ပင်ပန်းပန်းလက်ဖြင့်မျိုးဆက်စိုက်သည်9နှစ်တာကုန်ဆုံးတော့ပြောင်းပင်များတွင် ပြောင်းရွက် လေးရွက်သာကြံ၏ရဲမှတံမာပြီးပိုးတံခံနိုင်သောပြောင်းပင်အမျိုးအစားပင်ဖြစ်သည်ဤလောရကြောင့်ဖစ်တာမှာခြေကုံလက်ပန်းကျပြီးမွဲပြာကျသွားသည်သို့တော်လဲငါနှင့်လုံလုံပိုးတံခံနိုင်သောလေးရွက်ပါပြောင်းမျိုးကြောင့်နောက်ဆုံးတွင်တထေးကြီးဖြစ်လာခဲ့၏ ပါနိုင်တို့ဥတီပြေယုံလောက်နှင့်မလုံလောက်သည်အဆက်မပြတ်ပြေးဖို့လို၏ဣဒီပင်လင်ပန်းတိုင်တို့ရောက်နီးဖြစ်၏အချားနီးမရှိထိုးသက်ချင်းကြောင့်နိုင်ခြင်းမဟုတ်တရေဘောကြောင့်သူကလွဲပြီးလူတိုင်းထိုးသက်ရသည်သို့တော်လည်းထိုးသက်ယုံတတ်တတ်နှင့်မပြီးသည်အနိုင်ရဖို့အတွက် ဆက်လက်၍ဆက်လက်၍ဆက်လက်၍ထိုးတက်နေရမည်ဖြစ်၏သို့မှသာလဲကြအောင် အထိုးခံရလင်လဲပြန်ထနိုင်မည်ဘလောက်ပင်နာကျင်မောပန်းနေစေကမူအောင်ပွဲရသည်အထိဆက်လက်၍ဆက်လက်၍ဆက်လက်၍ထိုးတက်နိုင်အောင်မည်ဤဒီမှာချန်ပီယံတို့ဤနီးဖြစ်၏ ဘယ်အရာလှုပ်လှုပ်အောင်မြင်နည်းဖြစ်၏မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံးတသေးဖြစ်နည်းအခန်း86ပြဒနာဖြေရှင်းရန်တတိယနီလန်းအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ဤနည်းသည်အတော်ဆုံးညှိနှိုင်းစည်းစပ်ရေးပါရဂူများ ထိတ်တန်းဇန်ညွန်ရေးစရာများနှင့် ဝင်ငွေအကောင်းဆုံးဆုံးဖြတ်ချက် အတိုင်းပင်ခံများလက်ကုံတောင်ဝေးပြုသောတေကြပေါ့အောင်မြင်ဤဖြစ်သည်ဤဤကို တတိယနီလန်ဟုခေါ်သည်ကျင့်သုံးပုံမှာအောက်ပါအတိုင်းဖြစ်၏မိတ်ဆွေနှင့်အချားလူတယောက်တို့သည်လောရတခုပေါ်တွင်နှစ်ဦးနှစ်ဝ သဘောတူညီမှုရရှိရန်ဆွေးနွေးညှိနှိုင်းကြသောအခါမိတ်ဆွေကတဏီကိုရွေး၍အခြားလူကအခြားတဏီကိုရွေးလျင် အခြေအတင်ညင်းမနေပါနဲ့ရံမဖြစ်ပါနဲ့နှစ်ယောက်စလုံးစိတ်ပါလက်ပါသဘောတူနိုင်မြတတ္တိယနီလန်းကိုသာစူးစမ်းရှာဖွေပါ ဤတတ္တယနိလန်းသဘောတရားကိုရုပ်ရှင်ဗီဒီယိုနှင့်ရေဒီယိုဇာတ်ညွှန်းရေးသားသူများစသည့်စိတ်ကူးထုတ်အဖွဲ့များက အများဆုံးကျင့်သုံးကြသည်အခြေတင်ညင်းနေလျင်စိတ်ကူးတည်သည်စိတ်ကူးသည့်စီမျောပေါ်ထွက်မှုကို ပိတ်ဆို့သည်ဤဒီမှာစိတ်ပညာမှန်ကန်ချက် ဖြစ်၏ထို့ကြောင့် စိတ်ကူးထုတ်အဖွဲများသည့်အငင်းပွားခြင်းကို ပလိတ်ယောဂါလို့ကြောက်ကြသည်ဇဏ်ညုံရေးသားသောအဖွဲဝင်များသည့်စိတ်ကူးတစ်ခုကို အဖွဲဝင်တယောက်ယောက်ကလက်မခံလျင်ယင်းစိတ်ကူးကိုပယ်ပြစ်လိုက်ကြပြီးနောက်အလုံးလက်ခံနိုင်သော အခြားစိတ်ကူးတစ်ခုကိုကြိုးစားဖော်ထုတ်ကြသည်ဤဒီမှာသူတို့ဤတင်းကျပ်သောစီကံဖြစ်၏ကဘာကျော် ဘက်တင်ဘာတန်ဒက်စတင်နှင့်အော့စဘွန်ကျော်ညာအေဂျင်စီကုမ္ပဏီကြီးမှအစုစပ်ပန်ရှင်တူဖြစ်သူအလက်စ်အော့စဘွန်ဒီစေကူအတွက်အုံနောက်မုံတိုင်းတိုက်နီးကိုအစောဆုံးဖော်ထုတ်အသုံးပြုခဲ့သူဖြစ်သည်ရင်းသောစေကူဖော်ထုတ်ရာတွင်သူက စီကံတတ်မှတ်ထားသည် စိတ်ကူးအတွက်အုံနောက်မှုန်တိုင်းတိုက်သောအခါအဖွဲဝင်များ အနေဖြင့်လုံးဝမငင်းရစိတ်ကူးတစ်ခု၏အကောင်းအဆိုးကိုပင် မဝေဖန်ရရလာသောစိတ်ကူးတိုင်းကိုပထမဦးစွာမှတ်တမ်းတင်ရသည်စိတ်ကူးတွေအလုံးစုံပြီးတော့မှ အသေးစိတ်ဆွေးနွေးတုံးသက်ပြီးနောက်အများလက်ခံသော အကောင်းဆုံးစိတ်ကူးကိုရွေးသည် ။ Osborne ၏နီးသည့်လက်တွေ့တွင်အလုတ်ဖြစ်သည့်ထို့ကြောင့်သူကဘာကြော်သွားခြင်းဖြစ်၏။ဆွေးနွေးညှိနှိုင်းရာတွင်ဘသူမှန်သည်ဘသူမှားသည်ညှင်းခုန်မနေပဲ။အားလုံးသဘောတူနိုင်သောအချာအစာတို့စိတ်ကူးတစ်ခုကိုရှားဖွေကြံစခြင်းသည် အထီးရောက်ဆုံးနိလန်းဖြစ်သည်မိသည့်လုပ်ငန်းမှစေစက်ညှိနှိုင်းရေးသမားမဆို စီးပွားရေးလုပ်ငန်းမှအောင်မြင်သောစိတ်ကူးအဖွဲ့များဤလောက်ရကို လေလာ လိုက်နာသည်ဤလူရောလို့စဉ်စေးစားညှိနှိုင်းရေးပုံစံမှာကွဲပြားခြားနာသော တောင်းဆိုချက်နှစ်ခုသို့မဟုတ်ကမ်းလှမ်းချက်နှစ်ခုကို တင်ပြပြီးအပြန်အလှန်ညှင်းကြသည်တခါတည်းလာပေါင်းများစွာကြာတတ်၏နောက်ဆုံးတွင်တစ်ဖက်မှ လက်လျှော့သွားတော့မှအတီးပြုတ်လက်ခံကြသည်စေစားညှိနှိုင်းပွဲအောင်မြင်လို့လျင်တဘောမတူညီမှုကွာဟချက်ကိုကျင်းနိုင်သမျှကျင်းအောင်စ조사ရမည်တစ်ဖက်နှင့်တစ်ဖက်အပြိုင်ဆိုင်ရင်းရလျင်ညှိနှိုင်းဘက်မဖြစ်ဘဲရံဘက်သာဖြစ်လာပြီးဘယ်ဘက်မှအကျိုးမရှိနိုင်တစ်ဖက်နှင့်တစ်ဖက်အညှိုးသာဖွဲ့လာမည်အတွင်းစိတ် အညှိုးနာကိုကုတယံကုရနတ္ထိစေမရှိရင်းတို့သောအညှိုးထားညင်းခုံညင်းများကို အောင်မြင်သောစီးပွားရေးလုပ်ငန်းစိတ်ကူးအဖွဲ့များအနေဖြင့်လုံးဝခွင့်မပြုကြညင်းခုံညင်းသည်စိတ်ကူးစီးမျောမှုကို ပိတ်ဆို့စေသည်ဟုသောအချက်ကိုသူတို့ ကောင်းကောင်းကြီးသဘောပေါက်ကြသည်အကျိုးတူစိတ်ကူးကောင်းများကို ပူပေါင်းဖော်ထုတ်မည်အစား တိကြစီရတ္တိကသူနိုင်ငါနိုင် အပြိုင်ညင်းနေကြလျင်ကွာဟချက်မှပူ၍ကွာဟသွားဖို့သာရှိတော်သည် ထို့ကြောင့်ယင်းအခြေအနေမျိုးကြုံလာလျင်တစ်ဖက်နှင့်တစ်ဖက်ထိတ်တိုက်မတွေ့ကြပါနှင့်နှစ်ဖက်စလုံးစိတ်တူသဘောတူလက်ခံနိုင်မည်တတ္တိယနိလန်းကို အုံနောက်မှုန်တိုင်းတိုက်ပြီးကြံစကြပါဖော်ထုတ်ကြပါ တတိယနီလန်းသည်နှစ်ဦးနှစ်ဖက်အကျိုးတူခံစား နိုင်သော စိတ်ကူးများဖြင့်ဖွဲ့စည်းထားသော နီလန်းပင် ဖြစ်၏တတိယနီလန်းတွင်အောက်ပါအင်္ဂါရက်များ မရှိမဖြစ် ပါဝင်သည်တစိတ်ကူးများသာပါဝင်သည် တောင်းဆိုချက်များ မပါဝင် နှင့် စိတ်ကူးသဘောတရားအယစိတ်ကူးတိုင်းကို စိတ်ကြိုက်ရွေးချယ်နိုင်ရေးအတွက်စိတ်ကူးတိုင်းတွင် အစားထိုးရွေးချယ်နိုင်သော စိတ်ကူးများပါရှိရမည်၃အကျိုးတူသဘောတူလက်ခံနိုင်သောစိတ်ကူးများကိုသာလက်ခံရမည်ဤသို့ဖြင့်တစ်ဖက်နှင့်တစ်ဖက်မိသည့်ဘက်ကမှ လက်မခံနိုင်သည့်စိတ်ကူးများကို တင်ပြပြီး အပြန်လှန်တိုက်ခိုက်နေခြင်းကိုရှောင်ကွင်းနိုင်သည်လေးတတိယနီလန်းသည်တစ်ဖက်နှင့်တစ်ဖက်ဈေးကစားနေခြင်းမဟုတ်နှစ်ဖက်စလုံးအကျိုးတူခံစားရမည့်စိတ်ကူးကောင်းများကို ပူပေါင်းဖော်ထုတ်နေခြင်းသာ ဖြစ်၏။သို့မှသာလျှင်စီးပွားရေးလုပ်ငန်းသည်စုစည်းသောမိတ်ဆွေဘဝလုပ်ငန်းမျိုး ဖြစ်လာနိုင်မည်ဟု စီဝါရေးပညာရှင်ကြီးဟာဘတ်ကက်ဆင်ကဆိုခဲ့သည်ဤနည်းသည် အမြန်ဆုံးတထေးဖြစ်ရန်တေချာပေါ့ဤတနည်းပင် ဖြစ်၏